Hello အားလုံးပဲမင်္ဂလာပါ United ရှီဟူကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့တခြားအသင်းတွေ Champions League တွေပါပြီးကစားမယ့်အချိန်မှာကိုရီကတော့ကျွန်တော်တို့တပတ်မှတပွဲပဲကျွန်တော်ရှင်ပိုင်ကစားရမယ်။လာမယ့်တပတ်ကလည်းကျွန်တော် Brighton နဲ့ရှင်ပိုင်ကစားရမယ်။ဆိုတော့ United အနေနဲ့ Brighton ကိုအိမ်ကွင်းမှာအနိုင်ယူနိုင်မှာမလား။ဆိုတော့ Anfield ကွင်းမှာ Liverpool အသင်းကိုအနိုင်ယူပြီးတဲ့နောက်မှာကိုပရိသတ်တွေကြားထဲမှာရောကစားမားတွေကြားထဲမှာရောနီးပြအနေနဲ့ကော ဟိုအသင်းနဲ့ပတ်သက်လို့ရှိရင် confidence တွေအများကြီးရှိလာကြပြီပေါ့လေဒါမှမဟုတ်ကျွန်တော်တပွဲချင်းသွားဖို့လိုတဲ့အခြေအနေမျိုးမှာ Brighton ကိုနိုင်ပွဲဆက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုအခြေအနေကောင်းသွားနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာကျွန်တော်တို့ Brighton ကိုအိမ်ခွင့်မှာလက်ခံကစားရမယ်အဲ့ဒါပြီးရင် Northern Forest နဲ့ကစားရမယ်အဲ့ဒါပြီးရင် Spurs နဲ့ကျွန်တော်ကစားရမယ်ပေါ့နော် Spurs နဲ့ကစားပြီးပြီဆိုတာနဲ့ကျွန်တော်က International Break နားပြီးတော့ ပြန်ကယ်မဲ့အနေထားမျိုးမှာ Everton နဲ့ကျွန်တော်တို့ကရှင်ပိုင်ကစားမှာဆိုတော့ Brighton နဲ့ကစားဘူးက United အတွက်ပေါ့နော်ကျွန်တော်တို့ဒီအိမ်ဝင်လေးဖြစ်တဲ့အတွက်အတိုင်းအတာတစ်ခုတည်းတော့ကျွန်တော်တို့ကမျှော်လင့်လို့ရတယ်လို့လို့ကျွန်တော်ယူဆတယ် Nottingham Forest တို့ပါလို့ကျွန်တော်ပြောလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့ Forest ကလက်ရှိမှာနီးပြအပြောင်းလဲတွေပါလို့လုပ်ထတာအခုဆိုလို့ရှိရင် Shanghai တို့ပါလို့က Forest Manager ဖြစ်သွားပြီထင်ပါတယ် Shanghai ဆိုတာမျိုးကနော်ကျွန်တော်တို့ဒီကိုရီယန်ဆိုင်ချင်းနဲ့နီးပြတယ်မှာမပါဘူးနော်ဒီ Shanghai ကမင်းတော်တော်ကိုအသင်းကြီးတွေကိုဒုက္ခပေးနေတာအဲ့တော့ ကျွန်တော်တို့လက်ရှိ Norian Forest တို့ဘာလို့လဲပွဲတွေကြာလို့ရှိရင်ကိုအတင်းကဘာဖြစ်လာအောင်မင်းမသိဘူးဆိုတော့ Brighton နဲ့ပွဲစဉ်ကတော့ကိုရီအနီနဲ့ပေါ့နော်ကျွန်တော်တို့ဒါအိမ်ဝင်လေးဖြစ်တယ်ဆိုတော့ဗျာလေပေါင်းသင်းတဲ့ပွဲစဉ်နိုင်အပီးမှာပုံစံကောင်းလေးတွေဆက်ပြပြီးတော့အချင်းကြီးကောင်းအောင်ကျိုးပန်းနိုင်တဲ့နေလို့ကျွန်တော်ထင်တယ်။ဟိုလက်ရှိဒီယာဒီမှာလည်း Brighton နဲ့ကိုရီချားတွေမှာဆိုလို့ရှိရင်အဲ့ဒါလောက်ကြီးကြီးကွာဟမှုကကျွန်တော်မရှိဘူး။ Brighton ကဟိုတနေ့ကကျွန်တော်နိုင်သွားတယ်။ Newcastle ကို2-0နဲ့လာမှုသူတို့နိုင်သွားတယ်။ နိုင်သွားတော့ Brighton ကဒီဒီမှာရှစ်ပွဲကစားပြီးတဲ့အနေထားမှာသူတို့၃ပွဲနိုင်ထားတယ်ပေါ့နော်၃ပွဲထိတည်ကြထားပြီးတော့သူတို့ဒီ၂ပွဲရှုံးထားတယ်ဒါပေမဲ့အဲ့ဒီနိုင်တဲ့၃ပွဲကိုကျွန်တော်တို့ကြည့်ရင်နော် Brighton နိုင်ထားတဲ့၃ပွဲကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Chelsea ကိုသူတို့တွေက Chelsea ကွင်းမှာနိုင်တာနော် Chelsea ကို Chelsea ကွင်းမှာနိုင်တယ်သူတို့ကွင်းမှာ Manchester City ကိုနိုင်တယ် Newcastle ကိုကျွန်တော်တို့နိုင်တယ်အဲဒါကိုကြည့်မယ်ဆိုရင်ကိုရီတွက်ကအများကြီးတည်ထားကြရပြီပေါ့နော် ရိုင်ဒန်ရဲ့တိုက်စစ်ကလည်း72ဂိုးဒီသူတို့ရထားတယ်ဗျာဒါဂိုးဒီထက်ပိုပြီးတော့များတဲ့တိုက်စစ်ခန်စစ်ကလည်း72ဂိုးပဲကျွန်တော်ပြီးထားရတယ်ဒါကုခန်စစ်ထက်ပိုပြီးတော့ပြီးကိုနေထားတဲ့အနေအထားမျိုးဒါပြင်ညီကလို့တည်တဲ့အတိုင်းပဲကျွန်တော်ဘရိုက်တန်တို့ဘာတို့ဘရိုက်တန်တို့ဘရန်ဖိုးတို့ခရစ်စတယ်ပဲလီတို့ဆိုရင်ကိုရီးယားအမြဲတမ်းတုတ်ကရောက်တာပြောသီးလားအသင်းကြီးတွေနဲ့ပွဲဒီမှာဆိုလို့ရင်အာယုံစူးစမ်းမှုအပြည့်နဲ့ကစားမားရေးစီးကနေပြီးတော့အကုန်ကျူးကျူးပန်းပန်းနဲ့ကစားတာမြင်ရတယ် ဒါပေမဲ့လည်းလို့ပေါ့နော် တကယ်တကယ်ကျွန်တော်တို့ဒီလိုအသင်းကြီးအလဲလက်အသင်းကြီးကိုဒီကိုဒုက္ခပေးနိုင်မှဒုက္ခပေးနိုင်ပါတယ်ဆိုတော့အသင်းကြီးနဲ့လည်းကျွန်တော်တို့တွေ့ရောအကုန်တိုင်ပတ်ကြတော့တာဆိုတော့ MOD နဲ့ Manchester United ကစားသမားတွေတို့ကလီဗာပူးလိုအသင်းမျိုးကို Anfield မှာနိုင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုရောမလဲအဲဟိုပုံစံကောင်းတစ်ခုရထားတဲ့နောက်မှာနောက်ထပ်ပုံစံကောင်းနေဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဆက်ပြနိုင်ဖို့အတွက်က အချိန်ရင်ကောင်းဆုံးကအဲ့ဒါဒီအခုချိန်မှာဘာလို့လဲဆိုတော့ Manchester City ကိုနိုင်တာတို့တခြားအသင်းကိုနိုင်တာတို့ကအဲ့လောက်ကြည့်ဒီကျွန်တော်တို့အတွက်ဒါကစားမားတွေကို motivate ဖြစ်ချင်မှာเนาะဟိုဖြစ်လိမ့်မယ်အဲ့မဲ့ Liverpool လို့အသင်းမျိုးကိုသူတို့ကွင်းမှာသွားပြီးတော့အနိုင်ယူထားပြီးဆိုတာ ਨੇ okay ငါတို့ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတယ်ဒီရောเนาะဖြည်းဖြည်းချင်းနဲ့ငါတို့တွေတပွဲချင်းတစ်ပတ်မှတစ်ပွဲပဲကစားထားတဲ့နေသားမျိုးမှာဟိုတပွဲချင်းစီတိုင်းစီကိုကျွန်တော်တို့ကရက်လက်ကောင်နေရအောင်လို့အာယုံဆက်ပြီးတော့ကျွန်တော်ကစားနိုင်မှကျွန်တော်ဖြစ်မှာ ဒါကိုလည်းသူတို့တွေလုံနိုင်စွမ်းရှိတယ်လို့ယုံကြည်ထားဖို့အတွက်အကောင်းဆုံးအခြေအနေပဲနော်စဉ်းစားကြည့်ဗျာလေဘောက်ကွင်းမှာကျွန်တော်မနိုင်တာ9နှစ်10နှစ်ဖြစ်နေပြီအဲ့လိုကွင်းမျိုးမှာကျွန်တော်အနေနဲ့ပေါ့နော်ဒါနိုင်တာလေဘောက်ကွင်းမှာကျွန်တော်နောက်ဆုံးနိုင်တာဆိုလို့ရှိရင်မနီကပွဲမဟုတ်တနီကပွဲမပါဘဲနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗာလေအဲ rain win only ရဲ့တကူတဲ့နဲ့လေမာတာရဲ့ crossing ကို fail landing ခေါင်းတိုက်တယ်လားမသိဘူးเนาะပြန်ကြဘာရမှမမီပြန်ကြလာတဲ့အရာကိုကျွန်တော် runy ကန်ပြီးတော့ပိတ်သွင်းလိုက်တာအဲ့တကူတဲ့နဲ့ကျွန်တော်နိုင်ထားတာ အဲ့ဒီနောက်ပိုင်းမှာလုံးဝမနိုင်တော့ဘူးဆိုတော့အခုပြည်ချင်းပြန်နိုင်တယ်ဆိုတော့ဒီနိုင်ပွဲဟာကစားမားတွေကိုအများကြီး confidence ပေးပါလိမ့်မယ်အဲ့ဒီတော့ကျွန်တော်တို့ Brighton နဲ့ပွဲမှာကျွန်တော်တို့ဘယ်တော့အကယ်လို့မြန်အနိုင်မရဘူးဆိုရင် Liverpool နဲ့ပွဲမှာနိုင်ခဲ့တာတွေကဘာမှအတိတ်ပဲရှိမှာမဟုတ်ဘူး Liverpool နဲ့ပွဲစဉ်မှာနိုင်ပွဲတွေရအချင်းကြီးကောင်းပြီဆိုတာနဲ့အဲ့ဒီနိုင်ပွဲကအချိန်ဟုန်ကောင်းကိုကျွန်တော်တို့ကောင်းကောင်းတည်သွားဖို့ကျွန်တော်ကြိုးပမ်းရမှာ Brighton ကလည်းပဲရလက်တီကအဲ့ဒါလောက်ထိတည်ငြိမ်နေတာမျိုးတော့ကျွန်တော်မဟုတ်ဘူးသို့တော်လည်းပဲ Manchester United ရဲ့အိမ်ကွင်းမှာ ကိုရီကဒုက္ခပေးနိုင်မှုကျွန်တော်ကြိုးပမ်းပါ Brighton မှာကိုရီကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အရေးချင်းရှိကစားမတွေကျွန်တော်ရှိတယ်။နီးပြပြတဲ့ Fabian Hasler တို့ပါတို့ကလည်းတကယ်ရေးချင်းရှိတဲ့နီးပြတွေအဲ့တော့ကိုရီအနေနဲ့သူတို့နဲ့တွေ့တဲ့အနေအထားမျိုးသူတို့အိမ်ဝင်းမှာဆိုရင်တောင်မှအဲ့တလောက်ကြီးကြီးကျွန်တော်တို့မျော်လင့်ချက်ထားလို့ရကြမှာရမယ်ပေါ့နော်အခုဆိုလို့ရှိရင်အိမ်ဝင်းမှာ Sunderland ကိုကျွန်တော်နိုင်တယ်အဝေးဝင်းမှာ Liverpool ကိုနိုင်တယ်ဆိုတော့အိမ်ဝင်းမှာကျွန်တော်တို့ Brighton ကိုဆက်ပြီးတော့အနိုင်ယူနိုင်မယ်ဆိုလို့ရှိရင် တော်တော်ကြီးကိုအချီကြီးကကောင်းသွားမှာဗျာ။လောလောဆယ်မှာကျွန်တော်တို့ကဗောနော်တခြားထိတ်ကအသင့်နေတဲ့အမှတ်ကအလောက်ကြီးကြီးကွာသေးတာမဟုတ်ဘူး။ရာဒီကလည်းစတာ၈ပွဲပဲရှိသေးတယ်ဆိုတော့ဗောနော်။ဒါရာဒီကပွဲစဉ်15လောက်16လောက်ကြာလို့ရှင်တော့အမှတ်ကွာဟမှုတွေကိုတိတိတသာမြင်ကောင်းမြင်ရနိုင်တယ်။အဲ့တော့ပွဲစဉ်၈ပဲလောက်ရှိတဲ့အနေထားမျိုးမှာတသိန်းနဲ့တသိန်းကြားထဲမှာအမှတ်ကွာဟမှုတွေအဲ့လောက်မများသေးဘူး။ဒါပေမဲ့လို့ဒီလိုပွဲတွေမှာနိုင်ပွဲတွေဘာတွေယူပြီးလို့နော်ကိုတွေကတုံ့မှတ်တွေဘာတွေအပြည့်ယူနိုင်နေဆိုရင် ထိတ်ကအသင်းကြီးနဲ့အတိုင်းအတာတခုတွေတော့အမှတ်တီကျွန်တော်ကွာမှုကိုလျှော့ချနိုင်မှာပဲဒါ United အတွက်တသင်းနဲ့တသင်းအမှတ်တီအများကြီးမကွာသေးခင်မှာကျွန်တော်တို့ဘောနော်ဟိုအချိန်ကြီးကောင်းတွေကိုဖန်တီးရမယ့်အချိန်ပဲဆိုတော့ညီကလို့နေနေရော Brighton တို့ဘာလို့လဲပွဲမှာဆိုလို့ရှိရင်အိမ်ဝင်းမှာရက်လက်တီကောင်းအောင်ထပ်ပြီးတော့လှုပ်ဆောင်သွားနိုင်မယ်လို့ထင်ကြလားဆွေးနွေးရပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်